ဒီလိုခန္ဓာကိုယ်မျိုးကြီးကိုသေဆောင်ထားရရဲ့နဲ့မြန်ကိုယ့်ကိုယ်ကိုအထင်ကြီးမယ်သူတစ်ပါးကိုအထင်သေးမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိုက်မဲခြင်းကိုအကြောင်းပြုပြီးတော့မိုက်မဲခြင်းကလွဲလို့တခြားဘာအကြောင်းမှမရှိဘူးတဲ့နော်ကိုယ့်ကိုယ်ကိုအထင်ကြီးမယ်သူတစ်ပါးကိုအထင်သေးမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာမိုက်မဲတာကိုအကြောင်းပြုပြီးတော့တခြားဘာကိုမှအကြောင်းပြုပြီးတော့အဲ့လိုမျိုးဖြစ်စရာအကြောင်းမရှိဘူးတဲ့ဒါမိုက်လို့ပါတဲ့ဟုတ်လားဆိုလိုတာက ဒါကြမှာတော့ဦးဇင်းတို့ရဲ့ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းကိုတကယ်သိမယ်ဆိုလို့ရှိရင်ဘာမှကိုယ့်ကိုယ်ကိုမြင့်တင်တဲ့အသူတော်ကိုရှုံချသင်တဲ့ဒီလိုစိတ်တက်တွေဖြစ်เสียအကြောင်းမရှိဘူးလို့ဆိုလို့တာဟုတ်လားဒါကြောင့်ဦးဇင်းတို့သူတော်ကောင်းစိတ်တက်ရှိဖို့အတွက်ဒီခန္ဓာရဲ့သဘောကိုသာလဲဒါကြမှာတော့ဦးဇင်းတို့တွေဟာထဲထဲဝင်ဝင်သိအောင်ကြိုးစားအထောက်သင်တဲ့ပေါ့အထူးသဖြင့် နော်ရုပ်ကာယပိုင်းဆရာကိုပဲပေပေနေနေတိမယ်ဆိုလို့ရှိရင်ကိုကိုကိုမြင့်တင်ခြင်းသူတစ်ပါးကိုရှုံချခြင်းဆိုတာတွေဖြစ်เสียအကြောင်းသိပြီးတော့မရှိဘူးတရားဓမ္မတို့ဦးဇင်းတို့ရဲ့ရုပ်ကာယကြီးဟာဘလို့အနေထားရှိတယ်လဲဆိုတာဒါကိုကလေ့ကျင့်မယ်တိအောင်ကြိုးစားမယ်ဆိုရင်တော့ဘာမှခက်ခဲတဲ့ကိစ္စတော့မဟုတ်ဘူးဘုန်းဆိုပဂရိမျက်စိနဲ့တောင်သူကတိနိုင်မြင်နိုင်တဲ့ကိစ္စဟုတ်တယ်မဟုတ်လား သို့တော်တရားဓမ္မတို့ဥရှင်တို့တွေကဒီခန္ဓာရဲ့အထူးသဖြင့်ဒီယုတ်ကာယကြီးရဲ့သဘောကိုသိအောင်မြင်အောင်ဘာမှသိပြီးတော့ကြိုးစားတဲ့သဘောလေ့လာတဲ့သဘောမရှိဘူး။ဆိုကြပါစို့အထူးသဖြင့်32ခုထာတာနော်ဘေကုထာတာကဘယ်နားလေးမှာရှိတယ်ဘေကုထာတာရဲ့ဘေးမှာပါရှိတယ်ဘေကုထာတာရဲ့အောက်မှာပါရှိတယ်လို့အဲ့လိုမျိုးအတိအကျတောင်တချို့မသိဘူး။ဟုတ်တယ်မဟုတ်လား။ဆိုကြပါစို့ဥရှင်တို့ဒီယုတ်ကာယကြီးကို 32မျိုးသောအရာတို့ဖြင့်စုစည်းပြီးတော့တိဆောက်ထားရတယ်ပေါ့ဟုတ်လားဆံမေမွေညင်ခြေတိလက်တိသွားအရေးဒီ၅မျိုးကိုတော့တဇပင်စကလို့ခေါ်တယ်သူကဒီတိုင်းကိုပဲသူကမြင်နေရတဲ့ကုဋ္ဌန္တတွေပေါ့ဆံပင်ရဲ့မွေညင်ရဲ့ခြေတိလက်တိရဲ့သွားရဲ့အရေးရဲ့ ဒီငါးမျိုးကိုပဲမြင်ရတာပဲကျင်တာတွေကတော့သူကအရင်နဲ့အုပ်ထားတဲ့အတွက်ကြောင့်မမြင်နိုင်ဘူးမမြင်နိုင်မိမယ်လို့သိနိုင်တယ်မို့လားသိနိုင်တယ်တချို့ကုထာသားတွေကြတော့မြင်နိုင်တာပေါ့သွေးတို့ဖွက်လာတဲ့အခါမျိုးတတွေးတို့နှက်တို့ဟုတ်လားအစီတို့ချွေးတို့ကျင်ကြီးတို့ကျင်ငယ်တို့ဒါမြင်နိုင်တယ်မို့လားမြင်နိုင်တယ်နော်တချို့ကုထာသားတွေတော့ဒကာမတို့ဦးဇင်းတို့တွေကကိုယ့်ရဲ့ကုထာသားကိုကိုယ်အကုန်မမြင်ဘူးဘူးတော့မမြင်ဘူးတာတွေအများကြီးရှိတာပေါ့ ဆိုကြပါစို့ဇံမေမွင်းချင်းခြေတိလက်တိသွားအေးပြီးတော့ပါတော့အသာအကျော်အယိုးရိုးရင်းချင်းဒီအညို့အညို့ဆိုတာကကြောက်ကပ်ကိုပြောတာเนาะအညို့เนาะပြီးတော့ပါတော့နှလုံးအသေးအမည်အဖြစ်အဆုံးဥမဥသိအစာသေးအစာဟောင်းအုံနောက်တီးကြီးတလေးပြီးသွေးချွေးအစီကဲမျက်ရည်အစီကြီးတတွေးနှအစီချင်းငယ်ဟုတ်လားအဲ့ဒါကိုဒကာမတို့ဦးချင်းတို့တွေဟာ ော့ဆိုကြပါစို့အဆုတ်ဆိုလို့ရှိရင်ဘယ်နားလေးမှာဘလို့ပုံတရံလေးရှိတယ်သူကဘလို့အလုတ်ကိုလှုပ်တယ်သူ့ရဲ့အောက်မှာဘာရှိတယ်သူ့ရဲ့ဘေးမှာဘာရှိတယ်သူ့ရဲ့အထက်မှာဘာရှိတယ်အဲ့ဒါတွေကိုပါသိအောင်လုံမှသူကကုဋ္ဌာတကပ္ပဌံကိုစီးပြန်းတဲ့နေရာမှာပြည့်စုံတယ်လို့ဆိုတာဟုတ်လားသူ့ရဲ့အယောင်အဆင်းကဘလို့ရှိတယ်နောက်သူ့ရဲ့ကုဋ္ဌာတရဲ့ဘေးမှာဘာရှိတယ်သူ့ရဲ့ပုံတရံလေးကဘလို့အကုန်လုံးကိုသိအောင်ကြိုးစားရမယ်အဲ့ဒါကိုကိုက တခုချင်းညံနဲ့စီသေးရမယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကတော့ဘလို့ဟောတာတုံးဆိုလို့ရှိရင်ဟောအဝတ်တစ်ဖက်ရှိတဲ့အိတ်ခွန်ကြီးတစ်လုံးပေါ့ဒါဥစဉ်တို့လည်းပဲပြောနေကြပါပဲအဲ့ဒါအဝတ်တစ်ဖက်ကိုစုစည်းပြီးတော့အဲ့ဒီထဲကိုစံနေစပါးတွေပြောင်းနေနှမ်းနေပေးနေထည့်ထားတယ်ဆိုကြပါစို့ပြီးတော့အပေါ်ကအဝကိုထပ်ပြီးတော့စုပြီးတော့စည်းထားလိုက်တယ်။အဝေးကကြည့်တော့ဘာအိတ်ကြီးလဲမသိဘူးပေါ့ဟုတ်လား။အဲ့ဒါကိုညံမြင်ရှိတဲ့ယောက်ျားတစ်ယောက်ကအပေါ်ကခြိထားတဲ့ကျိုးကိုဖြီးပြီးတော့အထက်ထက်ကိုလက်နှိုက်ပြီးတော့ တိတိချာချာကြည့်တယ်တဲ့ဒါကတော့ဆံမဲဒါကတော့စဘာပဲဒါကတော့ပြောင်းမဲဒါကတော့နှမ်းမဲလို့သူဟာတိတိချာချာတိတယ်မြင်တယ်ပေါ့အဲ့ဒီလိုမျိုးပဲဒီခန္ဓာကိုယ်ဒီဟူသောအိတ်ကြီးကိုညံလက်နဲ့ဖြီးပြီးတော့ညံမျက်စိနဲ့ကြည့်ရမယ်ပေါ့ဟုတ်လားဒါကတော့ဘာပဲဆိုကြပါစို့ဆံမင်းဆိုလို့ရှိရင်လည်းပဲဒါဟာဆံမင်းသာဟုတ်တယ်ပုဂ္ဂိုလ်မဟုတ်တတ္တဝါမဟုတ် ယောက်ျားမဟုတ်မိန်းမမဟုတ်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ပြောင်းအောင်ကြိုးစားရမှာပေါ့အဲ့ဒါတစ်ခုချင်းကြိုးစားကြည့်လို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာအမှန်အကန်သိတဲ့ဉာဏ်ပညာရဲ့အစွမ်းတတိကြောင့်အလွန်ငြိမ်းချမ်းတယ်ဆိုတာကိုသိရလိမ့်မယ်ပေါ့ပို့ပြီးတော့ကိုမစင်သာမှုတဲ့အတွေးတွေဟုတ်လားစင်သာချက်တွေကိုမတွေးဘူးတဲ့အတွေးတွေကိုမသိဘူးတဲ့ဉာဏ်တွေကိုလည်းပဲရနိုင်တယ်အဲ့ဒါမြတ်စွာဘုရားကတော့ဘလောက်ထိဟောတာတော့ဆိုလို့ရှိရင်ဩော် ာယကတာတတိကိုစားသုံးရခြင်းသည်နိဗ္ဗာန်ကိုစားသုံးရခြင်းလို့တော့အဲ့လိုမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒါကာယကတာတတိဆိုတာအခု32ခုဓာတာကိုညံနဲ့စီစီဝေဝံပိုင်းခြားပြီးတော့တည်အောင်ကြိုးစားတာ။အဲ့ဒါကိုကိုတကယ်သိမယ်မြင်မယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ပြောင်းမယ်ပေါ့။ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ပြောင်းလို့ရှိရင်အဲ့ဒီတည်တင်ကအဲ့ဒီအခိုက်အတန့်မှာတက္ကာယဒိဋ္ဌိဆိုတဲ့အစွဲကင်းတဲ့အတွေ့အကြုံလွတ်လပ်တဲ့သဘောပေါ်ပါတဲ့သဘောချမ်းသာတဲ့သဘောကိုကိုကိုယ်တိုင်ခံစားရနိုင်တယ်ပေါ့။